ကဲအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ကေလင်းဖြစ်ပါတယ်ကေလင်းရဲ့ပြည်သက်တွေအားလုံးပဲမင်္ဂလာရှိတော့နေ့လည်ခင်းလေးကိုပိုင်ဆိုင်ပါစီလို့ကေလင်းမှာစမှုအောင်တောင်းပေးလိုက်ပါတယ်ခင်ဗျာအခုမနက်ခင်းကတော့ပရဘူးနေ့နေ့လယ်မှာတော့ကျွန်တော်ကတုံညခုံဆိုတဲ့ဟင်းပွက်လေးထွက်ခဲ့တယ်ဗျာအဲ့ဒီဟင်းပွက်လေးထွက်ခဲ့တာကျွန်တော်အယံဝမ်းသာတယ်ကျွန်တော်ဝမ်းသာတဲ့အကြောင်းရင်းကိုကျွန်တော်ရှင်းပြဘာလို့လဲဆိုတော့ကေလင်းရဲ့ပညာမှာဒီလိုမျိုးမနက်ခင်းမှာအဲ့လိုမျိုးပေါ့နော်တုံညထိတ်ဆိုတဲ့အရာလေးနဲ့ဒီဟင်းပွက်လေးဖြစ်လာပြီဆိုရင်သူ့ရဲ့အနောက်မှာ နှစ်ရက်အတွင်းမှာလာနိုင်ကြရှိတဲ့ပရဟင်းလေးကိုတွေ့ထားပြန်နေဗျာအဲ့တော့မိတ်ဆွေတို့တနင်္လာနေ့ကမိတ်ဆွေတို့ငါပရဟင်းလေးရဲ့တုံညာပရဟင်းလေးရခဲ့တယ်လို့မျိုးပဲအခုလဲကြလာပြီနဲ့တောက်ချမှာမိတ်ဆွေတို့အတွက်ရှယ်ဟင်းပွဲလာပါပြီဗျာရှယ်ဟင်းပွဲပရဟင်းလာပါပြီခင်ဗျာအဒီနေရာမှာတခုပြောချင်တာကကျွန်တော်ကအခုချက်ချင်းဖြစ်ပေါ်လာတဲ့အရာကိုကျွန်တော်ကချက်ချင်းပြောတာဆိုတော့ဒီနေရာမှာတော့ကျွန်တော် ဘရိုင်ဟင်းလေးကိုပဲအတိအကျထားပြောရမယ်။ကြာပြီနဲ့တောင်းချံမှာလုံးဝမိတ်ဆွေတို့စီကိုတေချာပေါက်လာပါလေ။အတခုရှိတာက အခုပြောမယ့်အရာဒီဘရိုင်ဟင်းဒီသုံးခုတော့ဖြစ်နေတယ်ဗျ။အတုံးတော့ဖြစ်နေတယ်ဆိုတော့အဲ့ဒီအထက်မှာဘလို့အရာလေးကဘလို့ဖြစ်နိုင်တယ်ဆိုတော့ကျွန်တော်နေနဲ့ပြန်လည်ပြီးတော့ကောင်းလို့ပြောရမယ်။ဒါမဲ့ကျွန်တော်ဘရိန်ဟင်း၃ခုပြောပြီးတော့မှဘယ်အရာလေးကဘလို့ပို့အားကောင်းတယ်ဘလို့လေးတွေကဘလို့လာတက်တယ်လဲဆိုတော့ပြောပြပေးမယ်။အခုကျွန်တော်လက်စာနဲ့တစ်ခါပြပြပါမယ်။ဒီ match လ26ရဲ့နေ့ ဘာလို့ညနေအတွက်ကိုတော့ကျွန်တော်ပြောပြသားမှာမိတ်ဆွေတို့ပထမဗီဒီယိုမှာတရက်စာနေ့လက်ခင်းမှာဟင်းပွက်လေးတွေမရခဲ့ဘူးဆိုရင်ညနေခင်းမှာပြန်ပြီးလုပ်ပါအဲ့တော့ကျွန်တော်မနက်ကပြောခဲ့တယ်36ဆိုတဲ့ဟင်းပွက်လေးတို့ပြီးတော့37ဆိုတဲ့ဟင်းပွက်လေးတို့เนาะပြီးတော့33ဆိုတဲ့ဟင်းပွက်လေးပြီးတော့39ဆိုတဲ့ဟင်းပွက်လေးโอเคအဲ့လိုပါပဲ87ဆိုတဲ့ဟင်းပွက်လေး86ဆိုတဲ့ဟင်းပွက်လေးပြီးတော့88ဆိုတဲ့ဟင်းပွက်လေးပြီးတော့84ဆိုတဲ့ဟင်းပွက်လေး ီးတော့54ဆိုတဲ့ဟင်းပွဲလေးအပြီးတော့59ဆိုတဲ့ဟင်းပွဲလေးပြီးတော့57ဆိုတဲ့ဟင်းပွဲလေး59ဆိုတဲ့ဟင်းပွဲလေးဒီဒါပရဘူးညနေပေါ့နော်ဒါပြန်လည်ပြီးအောင်မိတ်ဆွေတို့ချက်ပြုတ်သွားမှာပေါ့နော်โอเคအဲ့တော့အခုထပ်ပြီးပြောချင်တာကဒီအခုလာမယ်ကြာပြီးနဲ့တောက်ကြမှာမိတ်ဆွေတို့ရှိရင်ရှိတလောက်ပုံဩလိုက်ပါထပ်ပေးပါအပိုင်ထပ်ပေးပါမိတ်ဆွေတို့ကိုကဲလဲမှပရိုင်ဟင်းအပိုင်ထပ်ပေးပါခင်ဗျာ အခုဖြစ်ပေါ်လာခဲ့တဲ့ဒီတုံညာခုံဆိုတဲ့ဟင်းလေးအရာကျွန်တော်ကဂျာရာဘီနဲ့တောက်ကြမှာကွန်ပရိတ်ဆိုတဲ့ဟင်းလေးရဲ့နှစ်ပရိတ်ဆိုတဲ့ဟင်းလေးရဲ့တုံညာဆိုတဲ့ဘိတ်လေးရဲ့ဒီမိတ်ဆွေတို့စီကိုတေချာပေါက်သူလာပါလိမ့်မယ်ခင်ဗျာရှိရှိတော့ဆွဲပါနိုင်နိုင်တော့ဆွဲပါနော်โอเคအဲ့ဒီထဲမှာမှာပို့ပြီးအကောင်းဆုံးအတွဲလေးကတော့နှစ်ဆိုတဲ့ဘရိဟင်းလေးရဲ့တုံညာဆိုတဲ့ဘရိဟင်းလေးရဲ့ဒီပို့ပြီးအကောင်းတာကိုကျွန်တော်နေနဲ့တွေးရှိရပါတယ် คอมเพรสชันนี่ก็တော့เมสซูโดเนี่ยยังฮิ้มพี้ฉ่ายฉ่ําไม่ฉ่ายเนี่ยเพนเนี่ยเพนไล่ป่ะเนาะเมสซูโดไนไนดูโลป่ะเนาะไม่ไนเนี่ยดูดิก็แล้วเพนเนี่ยเพนไล่ป่ะเนาะเตชาตาตะคู่ก็တော့ดิ2เปรฮินนี่แหละ3ญาဆိုတော့เปรฮินนี่แหละလုံးอ่ะကျွန်တော်စိတ်ထဲမှာပို့ပြီးတော့แชร์ฉ่ําလို့ရတယ်ဆိုတော့အရာမျိုးတွေကိုတွတ်တွေ့တယ်ဗျာเปรฮินนี่ပါအဲ့တော့နောက်ရက်ဒီမှာတော့ကျွန်တော်အနေနဲ့ဒီเปรฮินนี่เนี่ยပတ်သက်ပြီးတော့ဘလို့အရာမျိုးတွေကိုပို့ပြီးတော့ဒီ share ဟင်းပွက်လေးကိုထည့်လို့ရတယ်ဆိုတော့ကျွန်တော်နေတဲ့သူ့နောက်ရက်နောက်ရက်မှာတော့ကျွန်တော်နေတဲ့ပြပပြီးသွားမယ် အဒီကနေ့မှဆိုအထူးဆန်းတာတခုတော့ရှိတယ်ခင်ဗျာဒီနေ့ကျွန်တော်ချက်ပေးထားတဲ့ဟင်းပွဲထဲမှာနှစ်ပရိတ်ဆိုတဲ့ဟင်းလေးပါတယ်နော်အဲ့တော့ကျွန်တော်အခုပြောရတဲ့ထဲမှာလဲကွန်ပရိတ်ဆိုတဲ့ဟင်းလေးရဲ့နှစ်ပရိတ်ဆိုတဲ့ဟင်းလေးရဲ့သုံးညပရိတ်ဆိုတဲ့ဟင်းလေးရဲ့လဲပါလာပြန်နေဆိုတော့မိတ်ဆွေတို့ဒီညနေခင်းလေးမှာတော့တပြီတော့ထားပါဗျာဘာလို့ဆိုတော့တခါတလေမှာအဲ့ဒါမဲ့အများစုကတော့သူကချက်ချင်းညနေကြီးမှာပြန်တော့မစင်းပေးတတ်ဘူးဒါပေမဲ့ဒီနေ့မှလည်းကျွန်တော်ဖမ်းလိုက်ရတယ်မှာနှစ်ပရိတ်ဆိုတဲ့ဟင်းလေးရှိတော့ကြောင့် ဘာပဲဖြစ်ဖြစ်ပေါ့နော်မိတ်ဆွေတို့မပေါ်စနိုင်ပေါ့နော်တေချာတစ်ခုကတော့နှစ်ရက်အတွင်းမှာမိတ်ဆွေတို့စီကို complaint ဆိုတဲ့ဟင်းလေးရဲ့နှစ်ပြိတ်ဆိုတဲ့ဟင်းလေးရဲ့တုံညာပြိတ်ဆိုတဲ့ဟင်းလေးလာနိုင်မယ်အဲ့ဒီထဲမှာမှကျွန်တော်အကြိုက်ဆုံးကတော့နှစ်ပြိတ်ဆိုတဲ့ဟင်းလေးရဲ့တုံညာပြိတ်ဆိုတဲ့ဟင်းလေးရဲ့ဖြစ်ပါတယ် match လား28ရက်28ရက်2ရက်စာဖြစ်ပါတယ်ခင်ဗျာကျွန်တော်အခု daily တွေပါကျွန်တော်ပြောပြတယ်နော်အပေါ်မှာလည်းစာတိုင်းထိုးပေးထားတယ်ကျွန်တော်ပါဇက်ကနေလည်းပြောပေးတယ်နော်အဲ့ဒါလာမှာဗီဒီယိုကိုမှားပြီးကြည့်ပြီးတော့ကိုပေါ့ကို တလွဲတွေလုံးမိနေတော့ဒါမိတ်ဆွေတို့နဲ့မထိုက်လို့ပဲပေါ့နော်တခုပြောပါမယ်တေချာပေါက်လာမှာဖြစ်သောကြောင့်နိုင်နိုင်တလောက်ဆွဲပါရှိရှိတလောက်ဆွဲပါကေလင်းပညာကိုယုံကြည်တဲ့လူတွေโอเคအားလုံးပဲ thank you ပါခင်ဗျာ